မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးဇင်းရဲ့ဆွေတော်မျိုးတော်များအလုံးဦးဇင်းကတော့ဟိတေတိဆရာတော်ပါ။ဟိတေတိဆိုတဲ့အတိတ်ပေကိုမေ့ကြတာပေါ့တရှုယောဂီတွေကဦးဇင်းတို့ကယဟန်ဝတ်တဲ့အခါ2014မှာယဟန်စာဝတ်တဲ့အခါ မော်လမြိုင်တောင်ဝိုင်းကလေးမဟာစီမှာရဟန်းဝတ်တာပေါ့အဲ့ဒီမှာမော်လမဟာစီဆိုတော့ဟိတေတီပရိဒအဖွေရှိတာပေါ့အဲ့ဒါလေးကိုအဆွေပြုပြီးတော့ဟိတေတီဓမ္မယုံတွေလေးရှိတာပေါ့အဲ့ဒါနဲ့ကိုကမဟာစီမှာတရားဝင်ပြီးတော့မှယဟန်ဖြစ်လာတဲ့အတွက်ဟိတေတီဆရာတော်ဆိုတဲ့နာမည်ကိုယူထားတာပါနောက်ဆိုရင်ရှင်ဘုရားတဲ့ မဟာစီမာဝင်ခဲ့တဲ့အတွေ့အကြုံတွေပြောပြပါတဲ့မဟာစီမာဝင်တာနဲ့ဒါသီလအရင်ပေးတာပေါ့နော်လူတွေဆိုရင်တော့အပြီးတော့မဟာစီဆရာတော်ဘုရားကြီးရဲ့အလုပ်ပေးတရားတွေကိုနာခိုင်းတယ်နှစ်နာရီလောက်ကြာတယ်ပေါ့တရားနာတာတရားနာပြီးတာနဲ့အမျိုးသမီးကသက်သက်ဓမ္မယုံတစ်လုံးအမျိုးသားနဲ့တန်ဃာကသက်သက်ဓမ္မယုံတစ်လုံးရှင်တောင်တွေနဲ့ပေါ့နော် အဲ့လိုမျိုးတရားမှတ်ရတာပေါ့တရားမှတ်တဲ့အခါပြီးတော့မနဲ့ချရင်၈နာရီကခွန်ခွန်ခွေးကနေ၈ခွေးတရားရှားရတာပေါ့တရားလျှောက်တဲ့အခါကိုကတပီးတော့ဖောင်းနေပိန်နေမှတ်ပါတယ်ဗျာတပီးတော့ဖောင်းနေလို့မှတ်လိုက်တဲ့အခါ one bike လေးဟာရင်ခေါင်းသေးကို မြင်းတက်တော့တယ်ဗျာပိန်တယ်လို့မှတ်တဲ့အခါဒီ share out မှာကတ်တယ်ဗျာ တဖြည်းဖြည်းမဲရင်မဲရင်ကြာလာတဲ့အခါဘေဖက်ဒေါနာကနေအရှောင်းလေးတစ်ချောင်းလိုဖောင်းတယ်လို့မှတ်လိုက်တာနဲ့အပေါ်ကိုထောင်တဲတော့တယ်ဗျာပိန်တယ်လို့မှတ်လိုက်တာနဲ့အဲ့ဒီအရှောင်းကဘေဖက်မှာပြန်ကတ်တယ်ဗျာအချိန်ကလေးကြာလာတဲ့အခါနာကျင်မှုခံခါတဲ့နေရာဖောက်ပြန်လာတဲ့နေရာတော်တော်လေးပြင်းထန်လာတဲ့နေရာအပြင်းထန်ဆုံးနေရာမှာဒူးအောက်ကနေကြိုက်ပါတယ်ဗျာ ကြိုက်တော့တပီတော့အဲ့ဒါနေအဲ့ဒီနေရာကိုထောင်းပြီးတော့ကြိုက်တယ်လို့မှတ်တယ်ကြိုက်တယ်လို့မှတ်လိုက်ပို့ကြိုက်လာလိုက်ကြိုက်တယ်လို့မှတ်လိုက်ပို့ကြိုက်လာလိုက်ကြိုက်တယ်လို့မှတ်လိုက်ပို့ကြိုက်လာလိုက်နင်းနေလောက်အချိန်ကြာတယ်ဗျာငါမနီစေမနီလောက်တော့ကြာမယ်နဲ့တူတယ်ပြီးတော့တပီတော့အဲ့ဒီမှာပေါအောက်ကကြိုက်ပြန်တယ်ဗျာအမေဖက်ပေါကနေကြိုက်တယ်ကြိုက်တဲ့နေရာကိုထောင်းပြီးတော့ကြိုက်ရင်ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ပြီးပြနေတယ်ဒီပဲနေနဲ့တော်တော်လေးမခံနိုင်အောင် တင်ပအောင်မှာပူပါတယ်ဗျာအမီနဲ့กินထားတယ်လို့ပဲအဲ့ဒီပူလေးနေရာကို တနေရာကိုစူးပြီးတော့ကွန်တီလုံးတစ်လုံးစာလောက်အပူဆုံးနေရာကိုထောက်ပြီးတော့ပူလေးလွတ်မဲ့လိုက်အဲ့ဒီနေရာမှာမရှိဘူးရွေးတော့တယ်လို့တွေးတယ်ဗျာပူလေးလွတ်မဲ့လိုက် ရွေးတော့လိုက်ပူလေးလွတ်မဲ့လိုက်ရွေးတော့လိုက်အဲ့လိုဖြစ်နေတယ်ဗျာအဲ့တပည့်တော်အဲ့လိုမျိုးမဲ့ပြီးတော့မှတနအီအချိန်နိုင်ကမြည်တာနဲ့ တပီတော်ကထားပါတယ်ဗျာထားပြီးတော့ဇင်းကြံလျှောက်တာပေါ့ဇင်းကြံလျှောက်တော့ညာလန်းလေးကညာလန်းနေသည်ဘေးလန်းလေးကဘေးလန်းနေသည်ညာလန်းလေးကရှီတောက်ကတော်တော်လေးတယ်ဗျာဘေးလန်းနေလို့သီးတဲ့အခါရှီတောက်ကိုနောက်ကလူတွေရောက်တွန်းလိုက်တယ်လို့တွေ့တယ်ဗျာအဲ့လိုမျိုးဒါ5မိနစ်မိနစ်20လောက်မှတ်တာပေါ့ပြီးတော့ကြောတွေလန်းနေရှာတွေမှတ်ပါတယ်ဗျာ ဓမ္မယုံထဲရောက်တော့ကြောတဲ့အခါရှီတော့ကပေါပေါလေးပဲလမ်းတဲ့အခါရှီဘဝအောင်မှာလေပွက်တယ်လို့တွေ့တယ်ဗျာရှားတဲ့အခါအောက်ကဆွေးသွားတယ်လို့ပဲဂျုံခနေဆိုရင်တန်လိုက်နဲ့ဆွေးသွားတယ်လို့ပဲရှီတော့ကဆင်းသွားပါတယ်ဗျာအဲ့လိုမျိုးပဲဒါတရားလျှောက်တယ်ဆိုတာအချက်၃ချက်နဲ့ရှားရတာပေါ့ဖောင်းနေပိန်နေမှတ်တော့ဘာကိုတွေ့လဲ နော်နာရေးနေရာကို ထောက်ပြီးတော့မှတ်တော့ဘယ်လိုမျိုးတွေ့လဲနော်ဒါလမ်းလျှောက်တဲ့အခါကောဘယ်လိုမျိုးတွေ့လဲအဲ့အဲ့လိုရှားရတာပေါ့တရားလျှောက်ဖို့တဲအောင်ကိုတို့ကမဟာစီကဖက်လာတယ်ဖုံဖုံတို့ကဆိုတော့အဲ့လိုမျိုးလျှောက်ခေရတာပေါ့အဲ့ဖုံဖုံတို့လူနန်းတုံးကကြတော့ဟိုဆရာကြီးဥကိုအင်ကငါထက်ကြီးဖះနောက် ပဟန်၃လှမ်းဟိုပဟန်မြို့နေမှာပေါ့ငါထက်ကြီးဘုရားနောက်ဇီဝိတဒါနာတန်ခါစေယုံတန်ခါစေယုံရဲ့နောက်ဖက်ကအဲ့ဒီမှာဓမဇောတိရိတ်တာလို့ရှိပါတယ်အဲ့ဒီရိတ်တာမှာလူနဲ့တုံကလေးဝင်မှုတယ်နှစ်ချိန်တောင်ပေါ့အဲ့ဒီမှာ၁၀ရက်နှစ်ချိန်ဆိုတော့အတွေ့အကြုံတွေကတော့ အဲ့ဒီမှာဘလိုမျိုးမှတ်ရလဲဆိုတော့ဝင်ကြီးတွေလည်းမပေးရဘူးဘာမှလည်းမပေးရဘူးပတိစည်းတွေပါတယ်ပိုင် အကုန်သိမ့်ဖုံးတွေပိုင် အကုန်သိမ့်ဖျားပုံပိုင်အကုန်သိမ့်အဲ့ဒီမှာသီလပေးမယ်ကမ္မထန်တောင်းမယ်ကမ္မထန်ကိုအဲ့ဒီနေ့တရက်ပဲတောင်းတာခြံနေနေတွေမှာနမောတသနာလည်းကတော်စရာမလိုဘူးဘာမှလည်းပုံတော်လေးလှုပ်စရာမလိုဘူးပတိစည်းစရာလည်းမလိုဘူးဆွန့်ကျွေးတဲ့အခါကြတော့ဆွန့်ကျွေးတဲ့အခါက အဲယောဂီများလိုအပ်သလိုကြိုက်သလောက်သုံးဆောင်နိုင်ပါသည်ရှောင်းနာရီခွေးမှာ9နာရီခွေးတိယနေ့အလူရှင်များမှာယောဂီဟောင်းများရဲ့ဘန်အတိုးငွေမှာလူတန်းထားရှင်ဖြစ်ပါသည်နော်အပြင်ကဆွမ်းလူချင်းနေဆွမ်းလူချင်းနေဆိုလို့လူလို့မရဘူးနော်လူချင်းနေဆိုရင်အဲ့ဒီရိတ်တာမှာဝင်ပြီးတော့ယောဂီဟောင်းဖြစ်အောင်လုပ်ယောဂီဟောင်းဖြစ်ရင်ကြိုက်သလောက်လူအဲ့ဒီလူတွေငွေနဲ့ ဆွန့်ကျွေးတာမဟုတ်သေးဘူးဘယ်မှာပဲအထားလိုက်တာ နောက်တရားစခန်းဖွင့်မှဆွန့်ကျွေးတာဒီလိုမျိုးရောပြီးတော့လူတွေနဲ့အများကြီးအဲ့လိုမကျွေးဘူးကိုအားတဲ့ချိန်မှာရေရှိုးပြီးတော့ပေါ်စနဆောင်ကိုတော်လိုက် ကိုပကံလေးကိုကိုကိုင်းကြိုက်တာလေးကိုခူခဲပြီးတော့စားစားပြီးရင်ပကံကိုအဲ့ဒီချင်းတောင်းလေးထဲမှာထည့်ထားခဲ့ပြီးတော့ကိုကအေးအေးတောင်းမလားခွက်ကလေးနဲ့ခတ်ပြီးတော့တောင်းလိုက်အဲ့လိုပေါ့ကိုရဲလောက်စကားမပြောဘူး xem nhau đi đi mà